မြန်မာနိုင်ငံရဲ့တလာရအနုပညာရှင်ကြီးတွေ ဖြစ်ကြတဲ့ချစ်သူဝင်နေလင်းလင်းကတော့အမေရိကန်ကနေ US သမရာဂျီထရန်ရဲ့အခုဂျီဝင်ခွင့်ဤဥပဒေအတင်းနဲ့နှင်းထုတ်ခံလိုက်ရပြီဆိုပြီးတော့ online ပေါ်မှာရေးသားဖော်ပြနေကြတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သူတွေကအယံယံကိုလက်နေကြပါပြီချစ်သူဝင်နေလင်းလင်းကတော့သူတို့ရဲ့ဘဝကိုဆွန့်လွတ်ပြီးတော့เนาะသူတို့ရဲ့ဘဝသာမကဗျာသူတို့နှစ်ယောက်ရဲ့တမီးလေးဘဝကိုတောင်ဆွန့်လွတ်ပြီးတော့เนาะကျွန်တော်တို့ တော်ရင်မှာမိသားစုလိုက်ရှင်သန်ရေးနဲ့တော်လိုင်းရေးမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးကြတော့အရန်ကန်ကောင်းပြီးတော့တတိယနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံမှာဝင်ရောက်ခွင့်ရသွားတယ်။ဝင်ရောက်ခွင့်ရတယ်ဆိုပေမဲ့တည်တည်ချာချာတော့မသိဘူးပေါ့နော်။သူတို့ကတည်ဝင်မဟုတ်ဘူးလား။ခေတ္တခဏခလုံးခွင့်ပေးတာလားကျွန်တော်တိချာမသိဘူး။အခုအမေရိကန်သမ္မတဖြစ်တဲ့ဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံကိုလုံးဝလုံးဝသူတို့နိုင်ငံကိုမြန်မာပြည်သူပြည်သားအကူ ဒါရောက်နေထိုင်ခွင်းကအစအကုန်လုံးဝင်ခွင်းကအစနော်ပြိပယ်လိုက်တာတိုင်းကလုံးနေတပိတာဖြစ်မှာပါမင်းအွန်လိုင်းဟာအားလုံးအားလုံးနဲ့ပူပေါင်းနိုင်ပါတယ်မလေးရှားနေရောပူပေါင်းနေထိုင်းနေရောပူပေါင်းနေနော်အကုန်လုံးနဲ့ပူပေါင်းပြီးတော့အဲ့ဒီနိုင်ငံမှာရှိတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားတွေကိုပြန်ခေါ်နေရပြီဖြစ်ပါတယ်ထိုင်းမှာဆိုရင်နော်အဲ့ဒီမှာသွားပြီးတော့သွားနေပြီးတော့တော်လိုင်းလှုပ်တဲ့သူတွေကိုမြောင်းနိုင်ငံကတယောက်ပြီးတယောက်ဖန်ဆင်းနေတယ်လို့ကြားတယ်အခု ချစ်သူဝေတို့ကိစ္စလည်းမျောနိုင်ရင်ကလောက်တာလားဆိုပြီးတော့အမျိုးမျိုးပြောဆိုနေကြပါလိဒီချောင်းတော့မသိဘူးပေါ့တကယ်လို့မဖြစ်ပါစေနဲ့တော့ချစ်သူဝေဟာအမေရိကန်နိုင်ငံမှာမနေရဘူးဆိုတော့တော်တော်လေးကိုဒုက္ခရောက်သွားမှာဖြစ်တယ်အဓိကတနာတာကတော့သူ့ရဲ့ခလေးမျိုးပေါ့နော်အားမှဖြစ်ပါစေနဲ့ချစ်သူဝေတို့မိသားစုလုံခြုံပါစေနော်